ားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်လုပ်ပြမှာကတော့မှုစင်းကောနဲ့မြစ်စင်းကောကိုမှကျွန်တော်တို့ဘူးယိုဟင်းကားလေးနဲ့အရာသာစီစီစားလို့ရအောင်လုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာဒီအစားစာလေးကတခြားဒေသတွေမှာလည်းရှိနိုင်ပါတယ်ကျွန်တော်တို့တထုံမှာဆိုလို့ရှိရင်တော့မှုဟင်းကားဆိုင်နေဒီလိုတခြားဈေးတွေကဆိုင်နေမှာဆိုလို့ရှိရင်မှုစင်းကောမြစ်စင်းကောငါးစင်းကောတွေကိုပေါ့နော်အလွယ်လွယ်တကူကူလည်းရသလိုအရာသာစီစီလည်းအမြဲသုံးဆောင်လို့ရတဲ့အစားအစာဖြစ်ပါတယ် ပါဝင်ပစ္စည်းတွေကတော့ကျွန်တော်ဘူးရိုးရယ်ပြီးလို့ရှိရင်ရှောက်ရွက်နန်းနန်းပင်ပြီးရင်မြှင့်ရယ်ပြီးရင်မို့ပေါ့နော်ငွေနှင်းမို့လေးကိုပြင်ဆင်ထားပါတယ်မို့စင်ကောနဲ့မြှင့်စင်ကောမလောက်ခင်လေးမှာဘူးရိုးဟင်းကားလေးအရင်တဲလိုက်ရအောင်ပါအရင်ဆုံးအိုးတဲကိုရေလေးလိုတလောက်ထည့်ပါမယ်ပြီးလို့ရှိရင်တော့ကြက်သွန်မျိုးလေးထူထားတာလေးထည့်မယ်စိမ်းစမ်းကပြည့်အနေငယ်ထည့်မယ်ပြီးရင်ပဇွန်ကြောက်လေးပါထည့်လိုက်ပါမယ်။ပဇွန်ကြောက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ဆနွေမုတ်လေးအနေငယ်ထည့်ပြီးတော့အဖုံးဖုံးပြီးတော့ကျွန်တော်တည့်ထားလိုက်ပါမယ်ခင်ဗျာ။ပြီးလို့ရှိရင်တော့မိုစင်းကောမြစင်းကောစလုပ်ပါမယ်။ ဝယ်လာတဲ့မြစ်တွေကဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ဘိုင်းအောက်တက်တယ်ဒါကြောင့်မို့လို့မြစ်ကိုကျက်သွားအောင်စီလီအနေငယ်ထည့်ပြီးတော့အိုးထဲမှာကျက်သားမှုလေးအနေငယ်နဲ့ကျွန်တော်တို့အပူပေးပြီးတော့ကြော်လိုက်ပါမယ်ဒါဆိုလို့ရှိရင်မြစ်လည်းကျက်သားတဲ့အတွက်ကြောင့်မို့လို့တခြားဘေးဥပါလည်းမဖြစ်တော့ဘဲနဲ့အရသာစစ်စစ်စားလို့ရမှာဖြစ်ပါတယ်ကျက်သားမှုလေးအနေငယ်ထည့်ပြီးတော့ကျွန်တော်တို့မြစ်လေးကျက်သွားတဲ့အထိပေါ့နော်ကျွန်တော်တို့စီပူလေးလှိပ်ပေးလိုက်ပါမယ်စီကအများကြီးထည့်เสียရမလို့ဘူးအနေငယ်လေးထည့်လိုက်ရင်ကိုရပါတယ်ခင်ဗျာ ပြီးရင်တော့ကျွန်တော်တို့မှုကိုလည်းဒီတိုင်းပဲမှုကိုလည်းကျွန်တော်တို့တသေးလေးတွေအပိုင်းလေးဖြစ်သွားအောင်ကျွန်တော်တို့ရေဖြဲလိုက်မယ်ဖြဲပြီးဆိုလို့ရှိရင်တော့စီအနေငယ်ထည့်မယ်ထည့်ပြီးရင်ကျွန်တော်တို့စက်သားမုံအနေငယ်ငံပြရဲ့အနေငယ်နဲ့ဒီမှာမှုလေးကျက်သွားတဲ့အထည်ကိုကျွန်တော်တို့ဒီစီပူလေးထိုးပေးလိုက်ပါမယ်စီအရန်များဖို့မလိုပါဘူးခင်ဗျာဒါလေးတော့တတိထားပေးပါဒါဆိုလို့ရှိရင်ဒါကတော့မြင့်နေမှုပါဒါဆိုအစင်းသင်းဖြစ်ပါပြီ ပြီးရင်တော့စင်ကောထဲမှာထည့်ဖို့အတွက်ကိုကျွန်တော်စီနီလေးစလုပ်ပါမယ်စီကိုပူအောင်ကျွန်တော်တို့အိုးထဲမှာအရင်တည်လိုက်မယ်ပြီးလို့ရှိရင်တော့ငရုတ်ဒီအစိမ့်မဟုတ်ပါတော့အစိမ့်မဟုတ်ကိုပကံလေးထဲမှာထည့်ပြီးတော့ခုနကစီပူလေးလောင်းထည့်ပြီးတော့မှုလိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြက်သွားတဲ့စီနီကြက်လေးရပါပြီကျွန်တော်တို့အိုးထဲမှာစီနဲ့တခါတည်းရောလောက်တယ်ဆိုရင်တော့တူးပြီးတော့မဲသွားတတ်ပါတယ်ခင်ဗျာအတုတ်ထဲမှာမပါမဖြစ်ကျက်သွန်ပြူစီကြက်လေးကိုလုပ်ပါမယ်ဒီနေ့တော့ကျွန်တော်ကျက်သွန်နီစီကြက်ကိုမလုပ်တော့ဘူးကျက်သွန်ပြူစီကြက်လေးကတခါတည်းတုတ်စားလို့ရအောင်လို့ကျက်သွန်ပြူစီကြက်ပဲလုပ်ပါမယ် စီထည့်မယ်ပြီးရင်စနွေမုတ်အနေငယ်နဲ့ပြီးရင်ကျက်သွုံမြူလေးပါထည့်ပြီးတော့ကျွန်တော်တို့ဆွေဝါရောင်တန်းလာလို့ရှိရင်စီတက်သက်ကျက်သွုံမြူတက်တက်လေးဖယ်ထားလိုက်ပါမယ်ခင်ဗျာမှုစင်းကောလို့ဖို့အတွက်ကိုကျွန်တော်တို့မှုထမင်းလုံးလေးစားလို့ပါမယ်ခင်ဗျာ ထမင်းကြံလုံးဝမသုံးဘဲနဲ့ကျွန်တော်တို့ထမင်းပူကိုပဲပေါ့နော်ကျွန်တော်မှုစင်းကောမြစ်စင်းကောလုပ်ဖို့အတွက်ကိုနှစ်ပိုင်းပေါ့နော်ထမင်းကိုနှစ်ချမ်းခွဲထားလိုက်တယ်ဒါကတော့ထမင်းပူကိုပဲသုံးပါတယ်ထမင်းထည့်မယ်ပြီးရင်မှုထည့်မယ်ပြီးရင်ခုနကလုပ်ထားတဲ့ကျွန်တော်တို့စီနီလေးထည့်ပါမယ်ပြီးရင်တော့အားလုံးကိုကျွန်တော်တို့သမဝါအောင်ရောနေလိုက်ပါမယ်ခင်ဗျာအားလုံးသတိထားဖို့အတွက်ကတော့ထမင်းကြံလုံးဝမသုံးပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်အတုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ထမင်းကြံသုံးရင်ကျွန်တော်တို့အစောကြီးတိုးသွားတတ်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဒီလိုမျိုးအလုံးလေးတွေဖြစ်အောင်ကျွန်တော်တို့လုပ်ထားလိုက်ပါမယ်ကျွန်တော်ကတော့ဒီမှာ မိုစင်းကောကိုကတော့၅လုံးမြစ်စင်းကောကို၅လုံးအားလုံးထမင်းတိုးမှာကျွန်တော်ကတော့၅လုံး၅လုံးစုစုပေါင်း၁၀လုံးရပါတယ်ခင်ဗျာမြစ်ကိုလည်းဒီတိုင်းပဲကျွန်တော်ထမင်းထည့်ပါမယ်ပြီးလို့ရှိရင်တော့မြစ်လေးထည့်လိုက်ပါမယ်ခုနကကျွန်တော်ကြက်သွန်ဘီူစီကြက်ကြော်ကလေးကဖယ်ထားတဲ့စီဝါလေးကိုပေါ့နော်ထည့်လိုက်မယ်ပြီးရင်တော့ပဲငန့်ပြာရည်အနည်းငယ်လေးထည့်လိုက်ပါမယ်ပြီးရင်တော့အားလုံးကိုတမအောင်ရောနေလိုက်ပါမယ်ခင်ဗျာထို့နီတူစွာပဲခုနကလိုမျိုးကျွန်တော်တို့အနေတော်အလုံးလေးတွေလုံပြီးတော့ကျွန်တော်တို့ပကံထဲမှာတိကျစီဖယ်ထားလိုက်ပါမယ် အခုဆိုရင်တော့ကျွန်တော်တို့မှုစင်းကောနဲ့မြစ်စင်းကောထမင်းလုံးလေးတွေရပါပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့တုတ်စားဖို့အဆင်သင့်အနေထားရပါရယ်ခင်ဗျာ။အရွယ်တူအလုံးတွေလုံထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တုတ်စားတဲ့အခါမှာလည်းဝေပုံကြလေးလုပ်လို့ရပါတယ်။အခုဆိုရင်မှုစင်းကောမြစ်စင်းကောနဲ့တွဲစားဖို့အတွက်ကိုတဲထားတဲ့ဟင်္ကာအိုးလေးလေးစုလာပြီပေါ့နော်။စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘူးယိုကလေးတွေကိုကျွန်တော်တို့ပိုင်းပြီးတော့ထည့်လိုက်ပါမယ်ထည့်ပြီဆိုလို့ရှိရင်တော့အရသာအတွက်ကိုအချုံမုတ်အနေငယ်နဲ့စားအနေငယ်လေးထပ်ဖြည့်ခြင်းထပ်ဖြည့်လို့ရပါတယ်ဟင်ခတ်မုတ်သုံးခြင်းလည်းရပါတယ်ခင်ဗျာ ကျွန်တော်ကတော့ဟင်းကားဖြစ်တဲ့အတွက်ကြောင့်မို့လို့ငရုတ်ကောင်းမုတ်ကလေးတွေပါကျွန်တော်ထည့်လိုက်ပါတယ်။ငရုတ်ကောင်းနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအတုပ်တင်နေဆိုရင်အရန်ကိုမှလိုက်ဖတ်တယ်။အဲအတုပ်လေးစားလိုက်ဟင်းကားစူးစူးစဲစဲလေးတောက်လိုက်ဆိုတော့အရန်ကိုမှကောင်းနေကျွန်တော်တို့ဟင်းကားလေးရပါပြီခင်ဗျာ။ဒါဆိုလို့ရှိရင်ဟင်းနဲ့လေးလေးမွေးသွားပြီ။ဒါအတုပ်နဲ့ကိုမှအရန်ကိုလိုက်ဖတ်ပါတယ်။ဒါကတော့မိုးစင်းကောမြစ်စင်ကောထဲမှာထည့်တုပ်ဖို့အတွက်ကိုကျွန်တော်တို့အားလုံးပါဝင်ပစ္စည်းအားလုံးဖြစ်ပါတယ်ခင်ဗျာမကြီးရေလဲပါပါတယ်ဒါဆိုလို့ရှိရင်အားလုံးတုတ်လိုက်ရအောင်ပါ ဒါကတော့ဒီနေ့မှကျွန်တော်ကဒီမြစ်စင်းကောကိုပဲကျွန်တော်တုတ်ပြမယ်။မိုးစင်းကောလည်းဒီတိုင်းပဲတုတ်ထုတ်နေတူစွာပဲတုတ်ပါမယ်။ဒါပကံလေးထဲမှာထည့်မယ်။ပြီးလို့ရှိရင်တော့ကြက်သွန်နီလေးထည့်မယ်။ပြီးရင်ရှောက်ရွက်လေးထည့်ပါမယ်။မြမတို့ဒီမှာဆိုလို့ရှိရင်ရှောက်ရွက်ကမပါမဖြစ်ပေါ့နော်။ပြီးလို့ရှိရင်တော့နနံမင်းလေးထည့်မယ်။စီကြက်လေးထည့်မယ်။စီလေးအနေငယ်ထည့်မယ်။ပြီးလို့ရှိရင်ကျွန်တော်တို့မကြီးရည်လေးထည့်မယ်။ပဲမုတ်လေးထည့်ပြီးတော့ငံပြိုင်လေးအနေငယ်ထည့်ပါမယ်။ပြန်အားလုံးကိုကျွန်တော်တို့တုတ်လိုက်ပါမယ်။ငရုတ်တီချက်မှုတ်ကြိုက်တဲ့လူကတော့အချက်မှုတ်ကိုပါတခါတည်းရောပြီးတော့တုံနိုင်ပါတယ်။ ခုနကကျွန်တော်ကဒီစက်သားမုတ်ကိုကျွန်တော်တို့ဒီမြစ်တွေလုံးကလေးကကျွန်တော်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချုံမုတ်တွေထပ်မထည့်ခြင်းလည်းရတယ်ဒီနေရာမှာအရသာလိုရင်လည်းထပ်ထည့်လို့ရပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့မိုးစင်းကောမြစ်စင်းကောတုတ်လေးရပါတယ်ခင်ဗျာအားလုံးလည်း like လို့စာကြည့်ရအောင်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်